အင်ဒိုနီးရှားနိုင်ငံမှာစီကားလာတဲ့မြို့တော်ဂျာကာတာအစားတောအုပ်ကြီးတဲ့မြို့သစ်တည်နေကြပါပြီ။ဘာကြောင့်မလဲ။ဂျာကာတာမြို့ဆိုတာအင်ဒိုနီးရှားနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးအစိုးရရုံးဆိုင်ရာဌာနချုပ်ဖြစ်ပါတယ်။ဂျာဘာကျွမော်တည်ထားတဲ့ဒီမြို့မှာလူရည်၁၀သန်းလောက်ရှိပါတယ်။မိတောင်နဲ့ငလေးအန်ဒီယယ်ရှိသလိုဆူနာမီအန်ဒီယယ်လည်းရှိပါတယ်။ ြစ်စသုံးစင်းကမြို့ကိုဖျက်ပြီးစီးဆင်းနေပါတယ်တဖက်မှာလည်းမြောက်ရည်လွန်ကျွန်းထွက်ယူသုံးဆွဲမှုပင်လယ်ရင်မျက်နှာပြင်မြင့်တက်လာမှုနဲ့အစားရှိတဲ့သဘာဝပတ်ဝန်းကျင်ပြောင်းလဲလာမှုတွေကြောင့်ဂျာကာတာမြို့ဟာဆယ်နှစ်မှာမြောက်တဲ6ပေလောက်ကျွန်းဝင်နေပါတယ်မြို့ရဲ့မြောက်ပိုင်းဆို73ပေလောက်ကျွန်းဝင်နေတာပါ2050ရောက်ရင်ဂျာကာတာမြောက်ပိုင်းဟာမြောက်ထဲရောက်ပြီးရေဖုံးလွှမ်းသွားမယ်လို့တွက်ဆထားကြပါတယ် အခုတော့တမရဂျိုကိုဝီကဘော်နီယိုကျူးပေါ်ကတောအုပ်ထဲမှာလူစံတရာဆိုတဲ့မြို့တစ်ကိုတည်နေပါပြီ33ဘီလီယံကုန်ကြမဲ့ဒီစီမံကိန်းရဲ့ကုန်ကြစစ်80ရာခိုင်နှုန်းကိုပေါကလိကယင်းနှိမ့်နှက်မှုနဲ့လှုပ်ဆောင်မှဖြစ်လို့အောင်မြင်ပါမလားဆိုတဲ့ထောက်ပြမှုတွေရှိပါတယ်။မြို့တစ်စီမံကိန်းမှာယင်းနှိမ့်နှက်ဖို့မြန်မာကလည်းဖိတ်ခေါ်ထားတာဖြစ်လို့ဘလို့မြန်မာတလဲ